မင်္ဂလာပါရှင်ခေတ်တီတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့ ညာရီကော့ဂရိတ်အာရှလမ်းမှာတော်လိုင်းပူပေါင်းတက်များထိုးစစ်စင်တိုက်ခိုက်ပြီးစစ်ကောင်စီမှခန်းစစ်ပြင်ဆင်မှုနဲ့အင်အားဖြည့်တင်မှုလုံဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ညာရီကော့ဂရိတ်အာရှလမ်းမှာတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီးတော်လိုင်းပူပေါင်းတက်တွေကထိုးစစ်စင်တိုက်ခိုက်မှုလုံဆောင်နေပြီးစစ်ကောင်စီဘက်မှခန်းစစ်ပြင်ဆင်မှုနဲ့အင်အားဖြည့်တင်မှုတွေလုံဆောင်လျက်ရှိရလို့နေမြေကန်တော်လိုင်းတရင်အရင်မြစ်တွေစီကသိရပါရယ်။ကြုံတုံးမျိုးမှာတော်လိုင်းပူပေါင်းတက်များဝင်ရောက်လာမှာကိုဆိုရင်လို့စစ်ကောင်စီဘက်ကပြင်ဆင်မှုတွေအပြင်းအထန်လုံဆောင်နေပြီးမြို့ ဝင်ထွက်လမ်းတွေကိုလမ်းပေးရှိတပင်းများကိုလမ်းပေါ်ကိုလဲချခြင်းများလည်းလုံဆောင်နေရရှိရလို့သတင်းအင်းမြစ်တွေကပြောပါရယ်ကျုံတို့မြို့မှာစစ်ကောင်စီတပ်ပတ်မှလက်နက်ကြီးတွေတပ်ပြီးပြင်ဆင်မှုတွေရှိနေပြီး945တပ်မှတင်ကားတပ်စီးပို့ဆောင်ထားတယ်လို့သတင်းအင်းမြစ်တွေကပြောပါရယ်ဒါအပြင်ကျုံတို့အခြေဆိုင်စစ်ကောင်စီရဲ့945တပ်မှလက်နက်ကြီးရန်တပ်ပစ်ခတ်မှုတွေကြောင့်လူနေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ဆိုပါရယ်စစ်ကောင်စီပစ်ခတ်မှုကြောင့်ကန်းနီဆန်ပြကြေးရွာမှာဒေသခံတအုပ်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့တော်လိုင်းတပ ဖွင့်တဲ့နှိဆက်သူထံမှသိရပါဗျ။ ကျုံတို့ကော်ဂရိတ်ဒေသမှာတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပြီးစစ်ကောင်စီဘက်မှလက်နက်ကြီးပစ်ခတ်မှုနဲ့လေရင်ဒရုန်းဘုံကျဲမှုတွေရှိနေတဲ့လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့များတံပြန်လက်နက်ကြီးပစ်ခတ်မှုနဲ့ဒရုန်းတံပြန်တိုက်ခိုက်မှုတွေလည်းလှုံ့ဆော်လျက်ရှိပါတယ်။တိုက်ပွဲပြင်းထန်လာမှုတွေတူတော်လိုင်းဘက်မှစကန်သိမ်းမှုတွေရှိရဲ့ပေါ်စစ်ကောင်စီတပ်ဘက်မှကြောင်လန့်ကအခြေဆိုင်တက်စကန်တွေကိုခန့်စစ်ပြင်ဆင်မှုတွေလှုံ့ဆော်ထားတယ်လို့သိရပါတယ်။တော်လိုင်းပူပေါင်းဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးတော်လိုင်းတပ်ဖွဲ့တွေကိုအ အလင်းဝင်ကိုလုံလာသူတွေလည်းရှိနေရလို့ဆိုပါတယ်စစ်ကောင်စီဘက်မှလင်းရင်နဲ့နေစဉ်လိုလိုဘုံကျဲမှုတွေကအရက်သားပြည်သူများကျေးရွာများဘာသာရေးအဆောက်အအုံများနဲ့ဖျားစီဒီများကိုပြစ်မှတ်ထားတိုက်ခိုက်လျက်ရှိရလို့တတင်းအရင်းမြစ်တွေကဆိုပါတယ်အခုရက်ပိုင်းမှာစစ်ကောင်စီဘက်မှလက်နက်ကင်တော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ရာဒေသတွေကိုလင်းရင်နဲ့အဆက်မပြတ်ဘုံကျဲနေပြီး drone နဲ့လင်းရင်များဖြင့်ကင်းထောက်မှုတွေလုပ်ဆောင်လျက်ရှိရလို့နယ်မြေကန်တတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့မြောက်ရီကော်ဂရိတ်အာရှလန်အားလုံးထိန်း မ်းချုပ်နိုင်ဖို့စစ်ကောင်စီမှဒူးချုပ်စိုးဝင်ဦးဆောင်ကအောင်စီယာစစ်စင်ရေးအမည်နဲ့စင်ရေးဖော်ဆောင်ရမှာတနစ်ခန့်ရှိနေပြီဖြစ်ပါတယ်။အောင်စီယာစစ်စင်ရေးမှာကလောအခြေဆိုင် တမ55နှင့်အဓိကစင်ရေးဖော်ဆောင်နေပြီးဒီကနေ့ချိန်ထိလူရခရီးရှိမရောက်နိုင်ပဲတိုက်ပွဲရှုံးနိမှုတွေနဲ့တာရှင်ဆိုင်နေရပါတယ်။ဒါအပြင် KNU တမ6နဲ့တမ4နဲ့မြို့တွေမှာလည်းစစ်ကောင်စီဝင်ငွေကြီးစီးဆင်းတဲ့နေဆက်ကုန်တဲ့လမ်းကြောင်းတွေကိုဖျက်တောက်ထိန်ချုပ်နိုင်ဖို့ KNU KNL နဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကစင်ရေးဆက်လက်ဖော်ဆောင်လျက်ရှိပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မိုးပြင်းမှာတိုက်ပွဲပြင်းထန်ပြီး PDF ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့်စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ KNU ရှမ်းတောင် ယ်ဇန်မိုးပြင်းမြို့နယ်စစ်ကောင်စီကမာယ422မှာအင်အားဖြည့်တင်ပြီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့မိုးပြင်းပီဒီအပူပေါင်းတပ်တွေအကြောင်းအပီလာ29ရက်နေ့မနက်မှာပြင်းထန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ရဲ့တမှုတော်ဦးစီမတင်ရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကမာယ422ကနေညကနေကအင်အားအလုံးရင်းနဲ့တိုးလာပြီးအပီလာ29ရက်နေ့မနက်အစောပိုင်းလောက်မှာထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်တော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထိခိုက်ဒေဆုံးမှုတွေလည်းရှိနေပြီးစစ်ကောင် င်စီတပ်ဖွဲ့ဝင်တွေပြန်ဆုတ်သွားပြီလို့သိရကြောင်းအထက်ပါတမူကဆိုပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းငယ်ကပြန်မဆုတ်ဘဲကရုတ်ချင်းထဲမှာဆက်ရှိနေသေးတယ်လို့သိရကြောင်းသူကဆိုပါတယ်။ အင်အားလုံးရင်းတဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတွန်းလန့်တိုက်ခိုက်ချိန်မုံနေစဉ်မိုးပြေ PDF ရေပေါ်တအုပ်ကြဆုံးခဲ့တယ်လို့အဆိုပါတမူကပြောပါရယ်။နောက်ထပ်တပုတ်အနေနဲ့မင်းအောင်လိုင်းပါဝင်စစ်ဗိုလ်ချုပ်များဝန်ကြီးများစစ်တပ်နဲ့ဆက်နွယ်တဲ့လူပုတ်ကိုတရားချအောင်နဲ့ဖွဲ့စည်း22ခုကိုဥရောပသမ္မတကတန်ခတ်ပိတ်ဆို့အရေးယူမှု2026ခုနှစ်ဧပြီလအထိထပ်မံတက်တန်းတိုးမြင့်နေကြောင်းတင်ဆက်ပေးပါမယ်။စစ်အာဏာသိမ်းမှုနဲ့ပြည်သူလူထုတပ်ဖြတ်မှုတွေကြောင့်မင်းအောင်လိုင်းပါဝင်စစ်ဗိုလ်ချုပ်များဝန်ကြီးများစစ်တပ်နဲ့ဆက်နွယ်တဲ့လူပုတ်ကို တရားချောင်းနဲ့ဖွဲ့စည်း22ခုကိုတန်ခတ်ပိတ်ဆို့အေးအေးယူထားမှုကိုဥရောပသမဂ္ဂ EU က2026ခုနှစ်အေပြီလအထိတက်တန်းတူမြင်လိုက်ကြောင်း EU ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်2022ခုနှစ်ကလေးကခြားမှန်လိုက်တဲ့ EU ရဲ့အေးအေးယူပိတ်ဆို့မှုတွေကိုနှစ်စဉ်တက်တန်းတူလာခဲ့ရမှာအခု2025ခုနှစ်အေပြီလအတွင်းမှာထပ်မံတက်တန်းတူမြင်လိုက်ကြောင်းတန်ခတ်ပိတ်ဆို့အေးအေးယူမှုမှာ2026ခုနှစ်အေပြီလအထိတက်တန်းတူမြင်ခြင်းဖြစ်ကြောင်းသိရပါတယ်။ဥရောပသမဂ္ဂကအေးအေးယူထားတဲ့သူများမှာ မင်းအွန်လိုင်းစစ်ကောင်စီဖွဲ့ဝင်များဝန်ကြီးများဒုတိယဝန်ကြီးများတရားရေးရဖွဲ့ဝင်များမြန်မာစစ်တပ်ရဲ့ကြီးရေလီမာပို့ချုပ်များစစ်တပ်ကိုထောက်ခံတဲ့ခရိုနီစီပွားရေးသမားများရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်များရန်ကုန်တိုင်းတွင်မှစစ်တပ်နဲ့ဆက်နွယ်တဲ့နိုင်ငံရေးသမားများနဲ့အုပ်ချုပ်ရေးဖွဲ့ဝင်များအွန်လိုင်းငွေလင်ခိုင်းနဲ့ဆက်နွယ်သူများပါဝင်ကြောင်းသိရပါတယ်။ စီးပွားရေးတန်ခတ်ပိတ်ဆို့ရင်းယူထားတဲ့အဖွဲ့အစည်း22ခုမှစစ်ကောင်စီစစ်တပ်ပိုင်းကုမ္ပဏီများနိုင်ငံပိုင်နဲ့စစ်တပ်ထိန်းချုပ်ထားတဲ့ပုံကလိကကုမ္ပဏီများကာကွယ်ဝင်ကြီးဌာနမြန်မာစစ်တပ်ရဲ့ကြီးရည်လေးများနေကြာဆောင်ရေးများပါဝင်ကြောင်းသိရပါတယ်။ဥရောပသမဂ္ဂရဲ့တန်ခတ်ပိတ်ဆို့ရင်းယူမှုမှာခီးတွန်းလာကွင်ပိတ်ပင်ခြင်း တိုက်ဆိုင်မှုတွေကိုချိတ်ပိတ်ခြင်း၊စီးပွားရေးကူးလူဆက်သွယ်ပေါင်းစည်းခွင့်တွေကိုပိတ်ပင်ခြင်း၊လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ခြင်းအပါအဝင်စီးပွားရေးနဲ့စီးရင်ဆိုင်ရာပိတ်ပင်ခြင်းများ၊ဗီဇာပိတ်ခြင်းများ၊ငွေကြေးဆိုင်ရာပိတ်ပင်ခြင်းများပါဝင်ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်နေနဲ့မုံရွာမျိုးတွေကထွက်လာတဲ့စာကစာကြံပါကား9စီကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေမိုင်းဆွဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမျိုးတွေကထွက်လာတဲ့စာကစာကြံပါကား9စီကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ AP လ28ရက်နေ့မှာထုတ်ပြန်ပါတယ်။ ချောင်းမျိုးနဲ့နဲ့ရီကန်နဲ့ရေပိုးစားကြမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစကားစာချမ်းပါကား၅စီး မြောင်နဲ့ခြောက်စီမြောက်တို့ကိုကင်းပုံအထက်ထက်ကြားကအသင့်ပြင်ထားတဲ့ပရိသမိုင်း3လုံး .3 ပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။မိုင်းဆွဲတိုက်ခိုက်ပြီးရင်နောက်စကားစားကင်းပုံတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဦးတီရမဲ့ပြစ်ခတ်ခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဖော်ပြပါတယ်။တိုက်ခိုက်မှုကိုအမတ်၁စစ်တေသဖြူဟာအမတ်64မုံရွာခရိုင်အမတ်၁၁တိုင်ရင်ဖြစ်တဲ့ People Defense Force South မုံရွာကပြုလုပ်ခဲ့တာဖြစ်ပြီးစကားစားတွေထိခိုက်မှုအခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တပ် ုံးနီနဲ့မတရားမျိုးနဲ့ရုံးပင်ရွာကိုစစ်ကောင်စီတပ်ကပေါင်900ပုံနှလုံးကျဲချတိုက်ခိုက်ပြီးအမျိုးသမီးတအူပြင်းထန်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမတရားမျိုးနဲ့အရှိတ်ချန်ရုံးပင်ရွာနီးတဝိုက်ကိုစစ်ကောင်စီကပေါင်900ပုံနှလုံးလေးချောင်းကနေကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတအူဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။ဧပြီလ29ရက်မနက်12:55မိနစ်ကဂျက်ဖိုက်တာတစ်စီးနဲ့ပေါင်900ပုံတလုံးကျဲချတိုက်ခိုက်ပြီးရုံးပင်ရွာကတိုက်နှလုံးပြက်စီးခဲ့ပြီးအမျိုးသမီးတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်အခြေအနေ တိရှိသူကပြောပါတယ် နှလုံးကျဲတဲ့ပထမတလုံးကရုံးပင်ရွာမှာကြတဲ့မြို့သမီးတအုံနဲ့တိုက်အိမ်နှလုံးကျဲတဲ့နောက်ဒုတိယအကြိမ်ပြန်ကျဲတော့လေကွင်းနဲ့ကြတဲ့ထိခိုက်မှုတော့မရှိဘူးပြီးခဲ့တဲ့25ရက်နေ့ညပိုင်း7နာရီဝန်းကျင်ကလည်းမဒီယာမြို့အရှိဘတ်ချန်ရှမ်းရွာမှာစစ်ကောင်စီကဟောင်းဝစာနဲ့ရှမ်းတပ်ပစ်ခတ်မှုတွေကြောင်းဦးစင်၃ပါထိခိုက်ဒဏ်ရာရခဲ့ပါတယ်မဒီယာဘက်မှာစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာပြည်သူအုပ်အိမ်တွေကိုအဓိကစီရင်ပြတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုစတိုက်ပြုလုပ်နေတာကြောင့်ဒေသခံတွေနဲ့တတိထားနေထိုင်ကြဖို့ဘိုင်းဆော မန္တလေးမှာအတိပေးတိုက်တွန်းထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင် နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီတရက်ထိုးစစ်ကြောင်းနောင်ကျုံနဲ့တပိတ်ချင်းမှာစစ်တပ်နဲ့ DNL တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအစိမ့်ငွေပုံစတိုက်ချင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဘက်ကထိုးစစ်စင်တိုက်ခိုက်နေတာကြောင့်ရှမ်းမြောင်နောင်ကျုံမြို့နယ်နဲ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာစစ်ကောင်စီနဲ့တောင်းတမတော် DNL အကြတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့ရှီနန်းသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်က၎င်းတို့လက်လွတ်ခဲ့ရတဲ့နောင်ကျုံကိုတောင်းခံစစ်မျက်နှာကနေထိုးစစ်စင်တိုက်ခိုက်နေပြီးလက်ရှိမှာနောင်ကျုံနယ်စေမိုင်းကျော်သားကွာဝေးနေ နောင်လင်ကျေးရွာထိစစ်ကောင်စီတွေရောက်လာပြီးနောင်လင်ရွာမှာတိုက်ပွဲပြင်းထန်နေပါတယ်။ဒီနေ့ကနောင်လင်ရွာထဲမှာတိုက်ပွဲတွေပြင်းထန်နေတဲ့စစ်ကောင်စီကထိုးလာနေတာဒီနေ့အမြောက်တပ်354ကနေ TNL ရှိတဲ့နေရာကိုဒရုန်းနဲ့အစိမ်းငွေလာကျင်းတာရှိနေတယ်။ စစ်ကောင်စီတပ်က၎င်းလက်လွတ်ထားတဲ့နာချုံမြို့ကိုပြန်ထိန်ချုပ်နိုင်ဖို့အုံမတီကနေထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့တောင်ခန်းကနေလည်းထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။တပိတ်ချင်းမြို့နယ်ကိုမိုင်မှာလည်းစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စစ်ကောင်စီနဲ့ TNL ပူးပေါင်းတပ်တွေအကြား AB 29ရက်နေ့မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ TNL ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့က AB တလလုံးအပြည့်ရဲ့ကြောင့်ထုတ်ပြန်ထားတယ်လို့စစ်ကောင်စီတပ်ကလည်း AB လအကုန်ထိအပြည့်ရဲ့မယ်လို့ကြေညာထားပေမဲ့လေကြောင်းနဲ့တိုက်ခိုက်တာထိုးစစ်ဆင်တာတွေဇက်တိုက်လှောက်ဆောင်နေရလို့သတင်းမှဖော်ပြပါရှိပါ Ryan Sheen,